စီလုံးချင်းဒီအင်အားတဲ့ပြည်သူတွေရဲ့စီလုံးမှုနဲ့ညီညွတ်မှုကအလဟတ်တမဖြစ်ပါဘူး။တော်လှန်ရေး9နှစ်ကြာတဲ့အထိအာဏာယူတဲ့အာဏာသိမ်းခွင့်မရသေးတာကဒါကစီလုံးညီညွတ်စွာတောက်ပြန်နိုင်တဲ့အဖြေပဲရက်လက်ပဲ။အခုလည်းဒီညာဒီမကောင်းဆိုးဝါစစ်ကောင်စီကောင်နေမိုးကုတ်မြို့လူမြို့သားတွေရဲ့လက်မခံဘူးဆိုတာကိုပြဖို့အတွက်မိုးကုတ်တမြို့လုံးတန်ဖုံးတီးနေကြပါပြီ။နော်။ မိုးကုန်းမြို့တံဖုံးတီးတဲ့ဗီဒီယိုဖိုင်ကိုအားလုံးတွေ့ကြမှာပါကဲတော်လိုင်းအစအတိုင်းပဲเนาะဒီမှာ ဒီဗီဒီယိုဖိုင်ကိုတင်ထားတာကတော့ဒေါက်တာဆိုးတူရဲ့စော်ကိုယ်တိုင်ပဲတင်ထားတာဖြစ်ပါတယ်။နော်မန္တလေး PDF MG ရဲ့ဒုတိယစီရင်တာဝန်ခံဒေါက်တာဆိုးတူရဲ့စော်ကိုယ်တိုင်တင်ထားတာ။အဲ့တော့ဒီအတန်တွေကြားရင်စက်သိန်းတွေပြန်ထတယ်တွေးရစုတယ်။ကျွန်တော်ပြည်သူအာဏာကိုလူကစားအချိန်မှာပြည်သူတွေရဲ့တနိုင်ငံလုံးနော်လက်မခံเจ้าကိုရရနီလန်းနဲ့စာနာထုတ်ဖော်ခဲ့ကြတယ်။ နော်အဲ့တော့မကောင်းဆိုးရနှင်းနေဆိုတဲ့အယူရှိတဲ့တန်ဖုံးတီးတဲ့အရာပေါ့ဗျာအဲ့ဒါကိုဒီစစ်ခွေးတွေနဲ့စစ်ခွေးဘောမတွေအကောင်းကောင်းဒေါ်လာထွက်ခဲ့ကြတယ်အမြင့်ထွက်ခဲ့ကြတယ်အဲ့တော့ဘာလုပ်လဲပေရတဲ့ကောင်တွေထွက်ခဲ့ကြိုက်တဲ့ကောင်တီးစမ်းခစ်ကိုပြောင်းခြင်းခေါင်းကိုပြစ်ဆိုပြီးတော့တီသူကိုရဲ့ရဲ့ဆက်ဆက်တောက်ပြန်ခဲကြလို့မခံနိုင်တဲ့ပြည်သူတွေရရလက်နဲ့ဆိုပြီးတော်လိုင်းရဲ့ဒီအခြေအနေအထိရောက်လာတာဒါပေမဲ့ဒီနေ့အချိန်မှာဘောမတွေကအခုတော်တော်ဇောင်းကျွတ်လာတာအားလုံးတိမှာပါအထူးသဖြင့်စစ်တပ်ဟာ စစ်တပ်အုပ်ချုပ်ရေးရဲအုပ်ချုပ်ရေးနဲ့တွားတာမဟုတ်ဘဲနဲ့ဒလန်အုပ်ချုပ်ရေးပုံစံမျိုးနဲ့တည်င်းပေးတဲ့တဏ္ဍလေးကိုမွေးတယ်အဲ့တဏ္ဍလေးရဲ့တည်င်းပေးမှုနဲ့ပြည်သူတွေကိုစွဲတယ်အခုလဲကောလာဟန္တာရာတကယ်လားတော့မသိဘူးဖွေးဖွေးကိုသူတို့ရဲ့ဝါရမ်းဖြန့်ကန်ရိုက်ကူးဖို့ညင်းဆန်မှုနဲ့ဖမ်းဆီးပြီဆိုပြီးတော့တည်င်းတွေတော့တက်လာတယ်ဒါပေမဲ့တီချာအတိမပြုတ်နိုင်သေးဘူးအဲ့တော့ဟုတ်လားမဟုတ်လားတော့မသိဘူးထားပါဒီကိစ္စတော့အဲ့တော့အခုနောက်ပိုင်းထိုင်းနိုင်ငံမှာနော်ထိုင်းနိုင်ငံမှာဘွိုင်းကော့လောက်ကြတယ် BC BC ကိစ္စ ်ဝိုင်းမဝိုင်းလောက်တဲ့အချိန်မှာထိုင်းမှာလူညီတဲ့အတွက်အခုဆိုရင်တဆိုင်ပြီးတဆိုင်တောင်းပန်လာကြတာအခုနောက်ထပ်တဆိုင်ထပ်တောင်းပန်သွားပြီเนาะကျွန်တော်ဒီတောင်းပန်တဲ့ဆိုင်ကအဲဝန်လေးလေးကိုဖတ်ပြပါမယ်เนาะအခုဆိုင်တောင်းပန်တဲ့ဆိုင်ကတော့ရိုးရိုးလေးပဲဖြစ်ပါတယ်เนาะရိုးရိုးလေး restaurant and bar ဒီ simply and our jennifer so ဒီဆောင်ပုံးနှစ်အညီဆိုင်တို့လာရောက်အပေးတုံးဆောင်ကြသည်အဲ့ရတော်များအတွက်ရိုးရှင်းစွာမမေ့နိုင်တော့ စားတောက်ဖွဲရာများနှင့်ကောင်းမွန်မှုယိုသားမှုတို့ဖြင့်ပေါင်းဆက်ထားသောဝန်ဆောင်မှုများအားဧည့်တော်များထံပေးအပ်လျက်ရှိပါသည်မကြာသေးမီချိန်ကဖြောပြေပွဲလက်မှတ်များရောင်းချခြင်းနှင့်ပတ်သက်၍ကျွန်တော်များဆိုင်မှဧည့်တော်များ၏အတန်များစွာကိုလေးစားစွာကျေးဇူးတင်စွာလိုက်လဲစွာလက်ခံရရှိခဲ့ပါသည်ဖြောပြေရေးပွဲလက်မှတ်ရောင်းချခြင်းကျွန်တော်များဆိုင် ဆိုင်ဘုတ်ဘွဲဝင်မှတေချာစီစစ် နိုင်ခြင်းမရှိခဲ့ပါထို့ပြင်ရိုးရိုးလေးဆိုင်ဤပေးအောက်မှလည်းပေါ်ပြရောင်းချခြင်းမရှိခဲ့ပါယခုပြည်သူများထံမှကျွန်တော်များဆိုင်ဒီဘွန်ကော့စရင်တဲ့ပါဝင်နေကြောင်းသိရပါသဖြင့်ပြည်သူများနဲ့အတူရက်တီကြောင်းလက်မှတ်များလည်းရောင်းချခြင်းခွင့်မပြုတော့ပါကြောင်းပေါ်ပြခြင်းဖြစ်သည်ကျွန်တော်များဆိုင်မှမရွယ်ပဲဖြစ်ပျက်ခဲ့သည့်ချစ်ရအပေါ် ြန်လည်သုံးတက်ပြီးနောက်ကျွန်တော်များမှဲ့ရတော်များဤဆန္ဒကိုအထူးလေးစားလျက်အကြံဉာဏ်များအတန်များကိုလေးနက်စွာလက်ခံပြီးလှိုက်လဲစွာဖြင့်တောင်းပန်အပ်ပါသည်စိတ်အနှောက်အယှက်ဖြစ်စရာများဖြစ်သွားစေသည့်အတွက်ဲ့ရတော်များအားလုံးကိုလည်းတောင်းပန်အပ်ပါသည်ရိုးရိုးလေး restaurant အအစဉ်တစိုက်အားပေးမှုအတွက်ကျေးဇူးအထူးတင်ပါသည်တဲ့နော်ကဲဒါကတော့တန်ကောက်မှာရှိတဲ့ရိုးရိုးလေးစားတော့ဆိုင်ရပြန်တောင်းပန်တယ်ထို့နည်းလူပဲလက်ရှိ time မှာအဲ့လိုပြန်ပြည်သူကိုတောင်းပန်ကြတဲ့ အဲဆိုင်တွေတော်တော်များများလုပ်ငန်းတွေတော်တော်များများတွေ့တယ်အထူးသဖြင့်ဘာလဲဆိုတော့လက်ရှိအဲဒီစစ်ကောင်စီကိုအားပေးထောက်ခံထောက်တိုင်ပြုနေတဲ့အမှုပညာဒယ်တွေကိုပတ်သက်ဆက်နွယ်ပြီးတော့လုပ်ငန်းတွေလုပ်တဲ့ဖွဲ့စည်းတွေဆိုင်တွေတော့လူပုဂ္ဂိုလ်တွေကိုပြည်သူကကန့်ကွက်ကြတာဒီနေရာမှာကျွန်တော်တို့တခုတတိထားကြဖို့အလုံးမြေသားရက်ခံခြင်းပါတယ်ကျွန်တော်ဆရာလောက်တာတော့မဟုတ်ပါဘူးတကယ်ဟိုစိုးရိမ်စိတ်နဲ့တတိထားစေခြင်းတယ်မှာအဲ့ဒါက ဘွိုင်းကော့လုတ်ဖို့စော်ဩတဲ့ပုံကိုတွေကဘွိုင်းကော့လုတ်ခံရလို့ပြန်တောင်းမှန်ရတဲ့ပုံကိုတွေကိုကျွန်တော်ပြောချင်ပါတယ်ဘွိုင်းကော့လုတ်ဖို့စော်ဩတဲ့ပုံကိုတွေကလည်းကျွန်တော်ပုံကိုရဲ့အမုန်းတရားတွေမပါဖို့လိုတယ်တကယ်တိုင်းပြည်အတွက်ပြည်သူအတွက်ဆိုတဲ့စိတ်နဲ့អော်ဖို့လိုတယ်တကယ်လိုအပ်တဲ့အရာမှမှတ်ဒီလူဟာတစ်သက်လုံးမလုပ်လာတဲ့မှားပြီးတူလုပ်မိတာလားဒါမျိုးတွေကိုကျွန်တော်စီစစ်ဖို့လိုအပ်တယ်နော်ဒါကြောင့်မလို့နောက်ပိုင်းတွေနောက်ပိုင်းတွေပေါ့နော်ဒါကျွန်တော်ဆရာတော်ကြီးပြောတာမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော်တို့တီတူကတလွဲမြင်သွားလို့လည်းမရဘူး ောက်တစ်ခုရှိတာပြန်လည်တောင်းပန်တဲ့ဆိုင်ဒီအနေနဲ့ရတယ်ကျတော်ငါ့ဆိုင်မယောင်းပါစို့လို့ဆိုတဲ့စိတ်မျိုးနဲ့မတောင်းပန်တင်ဘူးတကယ်ပဲဒါဟာငါတို့နိုင်ငံအတွက်ဒါကြီးကအကျိုးအနေရဖြစ်စေတယ်အကျိုးမဖြစ်ဘူးဒီလူဒီပုံကိုယ်လေးဟာငါတို့တိုင်းပြည်အတွက်ငါတို့တော်လှန်ရေးအတွက်ငါတို့တိုင်းပြည်လွတ်လပ်ရေးအတွက် အနှောက်အယှက်ဖြစ်စေတယ်ဒါကြောင့်မလို့ငါဟာဟုတ်တယ်ပြည်သူပြောတဲ့စကားမှန်တယ်ဆိုတော့အတိတရားစိတ်နဲ့အပြုတော်ဆောင်ပြီးတော့ပဲလက်ခံတင်တယ်နောက်တစ်ခုအခုလိုမျိုးပြန်လဲတောင်းပန်တဲ့စိုက်တွေကိုလည်းပြည်သူတွေအနေနဲ့အဲစားတော့ဆိုင်ပဲဖြစ်ဖြစ်လုပ်ငန်းပဲဖြစ်ဖြစ်ပြည်သူတွေအနေနဲ့ဝန်းရံပေးကြဖို့တိုက်တွန်းချင်ပါတယ်ဒါကတော့စုပေးဒံပေးပုံစံမျိုးပေါ့ပြည်သူအများစုအနေနဲ့ခုနကပြောသလိုပြည်သူဘက်ကိုမပါဘဲနဲ့ဒီပြည်သူရဲ့ရန်သူဖြစ်တဲ့ပြည်သူတွေကိုတက်ဖြတ်နေတဲ့ဒီအကြမ်းဖက်သမားတွေနဲ့ပတ်သက်တဲ့ပူးပေါင်းတဲ့လူတွေကိုကျွန်တော်တို့ကဝိုင်းကော့ဆိုတဲ့ မပတ်တဲ့ဘူးအမှန်တကယ်ဘွိုင်းကလုပ်ငန်းကြည့်တာအင်တာနာဟုတ်ကောင်းတယ်ဗျာတကယ်ပြောတာစောက်ဖက်မလုပ်တာလေခက်ရရင်ပြောရရင်တော့ဟုတ်တယ်မလားစဉ်းစားကြည့်ဘွိုင်းကလုပ်ငန်းကြည့်တာနာတိုက်နာစရာကြီးစရင်နဲ့မတွဲမဲ့စောက်ဖက်မလုပ်ဖြစ်တာလူလူတော့မတတ်မှတ်တော့လားမင်းတို့ငါတို့အတိုင်းဝဲနေရထုတ်ပယ်လိုက်တယ်ဆိုတာနာစရာကြီးဒါကြောင့်မို့လို့ဘွိုင်းကလုပ်ငန်းကြည့်တာအင်တာကြောက်ကိုကောင်းပါတယ်နော်အိုဘွိုင်းကလောက်ခံတဲ့လူတယောက်ကလူညွန့်တုံးသွားတယ်လို့ခံစားလို့ရပါတယ်။ဒါကြောင့်မလို့လှုပ်တဲ့ပုံကိုယ်တွေကလည်း ပုံကိုရေးအမုံတရားတွေပုံကိုရေးဒီအမြင်တွေနဲ့မလုတ်ပဲနဲ့ကျွန်တော်ဂရင်းကပြောသလိုနိုင်ငံအတွက်တော်လှန်ရေးအတွက်ပြည်သူအတွက်ဆိုတဲ့ဒီအရာတစ်ခုနဲ့ပဲကျွန်တော်တို့စံစံတတ်မှတ်နှုံးနေတဲ့ညီအောင်တို့ဖို့လိုအပ်ပါတယ်ပြည်သူတွေအနေနဲ့ကလည်းဒါဟာတင်ငန်းစာပဲငါတို့တွေညီညွတ်မှုကငါတို့ကိုဘယ်လောက်ထိအားဖြစ်စေရဲဆိုတဲ့အရာကိုမြင်တတ်ဖို့လိုတယ်နောက်တစ်ခုကဘွိုင်းကောလုပ်ဖို့အမုန်းခံပြီးတော့စော်ဩနေတဲ့ပုံကိုယ်တွေနောက်မှလည်းမှန်ကန်တဲ့အရာတွေကို လိုက်ပြီးတော့ဝင်းရံပေးဖို့လိုအပ်ပါတယ်နော်အဲတခုရှိတယ်အခုကျွန်တော်ကျွန်တော်ကျွန်တော်ဥပမာပေးမယ်နော်ကျွန်တော်ကဘွိုင်းကောလုတ်ခိုင်းတယ်ဒါပေမဲ့ကျွန်တော်လုတ်ခိုင်းတဲ့ဘွိုင်းကောဒီကျွန်တော်ရဲ့ပုံကိုရေးအမုန်းတရားတွေအာကာသတွေနဲ့လုတ်ခိုင်းတာဆိုရင်ကျွန်တော်ဝင်းရံပါတယ်ဒါကျွန်တော်ပုံဝင်လေးရိုးချင်းဆုံးပြောတာဟုတ်တယ်နော်အဲဒါပေမဲ့ကျွန်တော်ကဘွိုင်းကောလုတ်ခိုင်းတယ်ကျွန်တော်လုတ်ခိုင်းတဲ့ဟာတကယ်အော်ပုပ်ကိုရေးလည်းမတည်ဘူးဒါပေမဲ့ဒီတော့ဒီလူတွေကတော်လိုင်းရေးကြောက်ဒီလူတွေကြောက်တော်လိုင်းအနောက်ရှက်ဖြစ်နေတယ်ဒီစစ်ကောင်စီအတွက်အားရင်နေဖြစ်နေတယ်စစ်ကောင်စီအတွက်တောက်နိုင်ဖြစ်နေတယ် လေအဲ့လိုမှန်ကန်တဲ့ဟာမျိုးဆိုရင်ပြည်သူတွေအနေနဲ့ကလည်းဝိုင်းပြီးတော့ဝင်းရံပြီးလိုအပ်ပါတယ်ဒီနှစ်ခေတ်က social ခေတ်ပါနော်ဒါကြောင့်မလို့ social management လုပ်တယ်ဆိုတဲ့ဟာကိုအဲကြောက်ကြတာပေါ့ဒါကြောင့်မလို့ဒီ personal brand ပဲတည်ဆောက်ဆောက်ကိုယ့်ရဲ့ community brand တစ်ခုပဲတည်ဆောက်ဆောက်ဘယ်လိုပဲတည်ဆောက်ဒီ social ကနေတည်ဆောက်ကြတာများတယ်ဒီနှစ်ခေတ်မှာအဲ့တော့အဲ့ဒီ social ကနေတည်ဆောက်ထားတဲ့အရာကို social management လုပ်လိုက်မယ်နော် busy way လုပ်လိုက်ကြမယ်ဆိုရင်ခံရတဲ့အတူတူအများကြီးထိခိုက်တယ် ဒါကြောင့်မို့လို့လုတ်ခိုင်းတဲ့ဒူတွေကလည်းမမားဖို့လိုအပ်တယ်လို့လုတ်တဲ့တောင်းမှန်တဲ့ဒူတွေကလည်းကိုယ့်ရဲ့ဓာကြီးကတကယ်မဟုတ်ပါလားဆိုတဲ့အတ္တိတရားနဲ့အပြူတဘောဆောင်ပြီးတန်ဖိုးရှိစွာလက်ခံဖို့လည်းလိုအပ်တယ်။အဲ့လိုလက်ခံတဲ့ဒူတွေကိုလည်းပြည်သူတွေအနေနဲ့ကလည်းဝန်းရံပေးဖို့လိုအပ်တယ်။ကျွန်တော်တိုင်းပြည်မှာအခုလေပုံမှန်လင်းလင်းပဲကျွန်တော်ပြောမယ်။ရန်ကုန်မှာစစ်သားတွေနေရာတကာတွားနေတာတွေ့လား။မတွေ့ဘူးနော်။ဒါပေမဲ့ရန်ကုန်ကပြည်သူတွေအခုမိုးကုန်မှာဒီညတန်ဖိုးတီးရတယ်။နော်အားရစတိတ်ထားတယ်ကျွန်တော်အဲ့ဒါကြီးပြင်အကောင်းပြောတာတွေးတွေ့တွားတယ်။ နော်အော်ငါတို့ငါတို့ရဲ့ဟိုခိုင်မာတဲ့ပြည်သူတွေဒီနေ့ချိန်ကြီးယက်တိနေပါလားဆိုတော့ခံစားချက်ကရင်ထဲမှာတကယ်လိုက်လိုက်လိုက်လဲလဲခံစားရတယ်အဲ့တော့ဒါပေမဲ့ရန်ကုန်မှာရှိတဲ့ပြည်သူတွေဒီနေ့တန်ဖိုးတော်တိကကြီးတီးရကြမတီးရဘူးဘာဖြစ်လို့ရှင်းရှင်းလေးလားဒလန်နေနဲ့အုပ်ချုပ်ထားလားဒလန်အုပ်ချုပ်ရေးဖြစ်နေတာနော်မြို့တွေမှာဆိုရင်ဒီစစ်တပ်စိုးမိုးတဲ့ဒေသတွေမှာဆိုရင်ပြည်သူတွေဘာဖြစ်လို့မလှုပ်ရဲတာလဲ စစ်သားတွေကအင်အားများလို့စစ်သားစစ်တပ်တရမှာလူဦးရေဘယ်လောက်ရှိနေပြဒီနေ့ခေတ်ပြည်သူကြီးမှာတနက်ရှိနေဝင်စည်းမရဘူးလားဒါပေမဲ့ကိုနေအကြောက်တရားနဲ့ဒလန်တွေနဲ့အုပ်ချုပ်ထားတယ်ဆိုတော့ဒါတွေဒီစစ်သက်ဒီကျွန်တော်ဒီညမှာတခုတော့ပြောချင်တယ်ကျွန်တော်တို့စစ်သက်စစ်သက်ပြောတဲ့နေရာမှာအောက်ခြေတက်ရင်မူလို့ဒီဒီအရာရှိအချက်စစ်တီတွေမင်းတို့ပြောတာမဟုတ်ဘူးနော်မင်းတို့အစ်င်ဟာစစ်သက်ကိုကိုစားပြုတဲ့အစ်င် မရှိဘူးဒါပူဝင်လင်းလင်းပြောတာမင်းတို့အပေါ်အမိတ်ပေးလိုက်ရင်မင်းတို့မလောက်ပါဘူးဒီမိတ်ကမှားနေလို့မင်းတို့ပြောပိုင်ခွင့်မရှိဘူး ဲ့ဒီအတွက်မင်းတို့ဒီစစ်တပ်ကိုကိုစားပြုလို့မရအေးစစ်တပ်ကိုကိုစားပြုတဲ့ကိုဟာစစ်တပ်ကိုကိုစားပြုတယ်ဆိုရင်ပေးလာတဲ့အမိတ်တိုင်းကိုနာခံစရာမလိုတိုင်းပြည်အတွက်မှန်ကန်တဲ့အမိတ်လားပြည်သူအတွက်မှန်ကန်တဲ့အမိတ်လားတိုင်းပြည်ကိုဖျက်ဆီးတဲ့အမိတ်လားပြည်သူကိုဖျက်ဆီးတဲ့အမိတ်လားဆိုတာတည်ရမယ်စစ်တပ်ခေါင်းဆောင်ဖြစ်သွားတာဒီတပ်ဖြင့်ညွတ်ညံရသွားတာမဟုတ်ဘူးတာမန်လူပဲเนาะအဲ့ဒီအတွက်မှားတာလဲလုံရင်လုံပြီးလိမ့်မယ် အဲ့တော့စစ်တပ်ခေါင်းဆောင်ပေးတဲ့အမိတ်တိုင်းကိုနာခံရမယ်ဆိုတာအင်မတန်မှိုက်မဲတဲ့အတိညာမဲ့တဲ့အလုပ်ပဲငါတို့ကစစ်သားမို့လို့အမိတ်ကိုနာခံရတယ်ဆိုတော့စကားတစ်လုံးနဲ့เนาะညံမျက်စိတွေကိုပိတ်ခံထားရတာအင်မတန်ဝမ်းနည်းမှုကောင်းပါလေစစ်တပ်ခေါင်းဆောင်ကလည်းတာမန်ပုရုဇင်ပဲတပည့်ညုဒညံရွားတဲ့ဖျားရှင်မဟုတ်ဘူးအဲ့ဒီအတွက်မှားတဲ့အမိတ်လည်းသူပေးရင်ပေးမိမှာပဲဒါပေမဲ့သူပေးတဲ့အမိတ်ဒီစစ်စည်းကမ်းနဲ့ညီရက်လားပြည်သူကိုစစ်တပ်ဆိုတာပြည်သူကိုကာကွယ်ဖို့ဖွဲ့စည်းထားတာ ပြည်သူကိုကာကွယ်တဲ့အမိတ်လားပြည်သူကိုတတ်မဲ့အမိတ်လားဆိုတာကိုစစ်သားအရာရှိချက်စစ်တီနေခွဲခြားနိုင်ဖို့လိုအပ်တယ်နော်အဲ့တော့ဒီဒီနေ့အချိန်ထိဒီစစ်ကောင်းဆောင်တွေကမပြိုလဲတာနေဘာကြောင့်လဲမြို့တွေမှာအဲ့ဒီတလန်တွေနဲ့အုပ်ချုပ်ထားတယ်ဒီဒီစစ်ကောင်းဆောင်တွေအကြိုက်ကိုလိုက်လုံနေတဲ့အောက်ခြေထောက်တိုင်တွေကိုကျွန်တော်တို့ကောင်းကောင်းဖြိုရမယ်ဒီနေရာမှာတခုရှိတယ်ကျွန်တော်တို့ကလူပေါင်းွားတဲ့အကျင့်ကိုမကြိုက်လို့လက်နက်ကင်ပြီးတော်လှန်နေကြတာ ကိုကိုတိုင်ကလူဘာမဝါဖို့မလို့သူတို့လူဘာဝလာတဲ့အရာမျိုးကိုလည်းပြက်ပြက်သားသားတုံ့ပြန်ရဲဖို့လိုအပ်တယ်။နော်အဲ့ဒါပဲအခုဒီနေ့ဆိုချင်းကောင်စီကကျင်ညာလိုက်တယ်။ချင်းကောင်စီကျင်ညာလိုက်တဲ့တရင်အလုံးတိတဲ့အတိုင်းပါလေ။ရွေးကောက်ဘဝင်တတိရှိတဲ့ကောင်ဝင်အကောင်လုံးသိမ့်ပြမပိုင်ဆိုင်တဲ့ဟာတွေအကောင်ဖမ်းပြမယ်။ပြီးတယ်။အခြားတော့နေရာဒေတာတော်လိုင်းစိုးမိုးတဲ့ဒေတာတွေအဲ့ဒီအတိုင်းလုံနိုင်ဖို့လိုအပ်တယ်။ နော်ဒါဥပမာပေါ့အဲ့တော့ညီညွတ်ရှင်းရဲ့အားကိုကျွန်တော်တို့တည်ဆောက်ဖို့လိုအပ်တယ်ဒီတော်နိုင်ရေးကတဦးတစ်ဖွဲ့တည်းတွားလို့အောင်မဲ့တော်နိုင်ရေးမဟုတ်ဘူးတနိုင်ငံလုံးညီညွတ်မှအောင်မဲ့တော်နိုင်ရေးတရုတ်ဘလောက်ပဲဖိအားရှိရှိနော်ပြည်သူတရလုံးညီညွတ်ရင်အဲ့ဒီတရုတ်လည်းဖိအားမပေးနိုင်ပါဘူးဒါရှင်းရှင်းလေးပါဒါကြောင့်မလို့ဒီနေ့နော်တော်နိုင်ရေး၅နှစ်ကျော်လာတဲ့အချိန်မှာအခုလိုမိုးကုန်းမြို့ကမိတ်ဆန်နှင်တန်းတွေပြန်ချလိုက်ရတဲ့အချိန်မှာငါတို့တော်နိုင်ရေးက ကျင်းနေအောင်လဲဆိုတော့အတိကိုရဘာဖြစ်လို့လဲငါတို့ပြည်သူတွေဒီနှစ်ချိန်ဒီတွေးမအေးသေးဘူးနော်အားရဖို့ကောင်းပါနဲ့ဒါကြောင့်မို့လို့မိုးကုတ်မှာကာကွယ်နေတဲ့ကျွန်တော်ပြည်သူပြည်သားအားလုံးဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ကိုပိုင်နဲ့မိုးကုတ်ကာကွယ်နိုင်ကြပါစေလူယုံမှာမိစ္ဆာကောင်းတွေကြာရှုံးပါစေတိုင်းပြည်ဖြစ်နေတဲ့နော်အချမ်းဖက်သမားတွေကြာဆုံးပါစေတိုင်းပြည်ကိုကာကွယ်နေတဲ့သူတွေမြို့သူမြို့သားတွေအားလုံးအောင်မြင်ပါစေ